ကိုင်းတိုင်းပလဲမြို့ကန်တောက်စခန်းသိန်းတိုက်ပွဲမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပြစ်ချလိုက်တဲ့စစ်ကောင်စီတိုက်လေရင်ကလီရင်မှုသေသွားတယ်ဆိုတာအတည်ပြုနိုင်တယ်လို့ PLA ကသတင်းထုတ်ပြန်ပါတယ်။ဇွန်30မွန်းတက်12နိုင်ခန့်မှာပြစ်ချခံရတဲ့အဲ့ဒီလီရင်ဟာကျေးရွာတစ်ခုစီကိုထိုးဆိုင်ဆင်းသွားပြီးလီရင်မှုသေဆုံးတဲ့အပြင်လီရင်နဲ့အတူမီးလောင်နေတဲ့နေအိမ်တွေက ရုပ်အလောင်း၄လောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ရုပ်အလောင်းတွေဟာလုံးဝမီးကျွန်းထားတဲ့အတွက်လေရင်မှုနဲ့ရွာသားအလောင်းကိုခွဲခြားနိုင်ဖို့စီစဉ်နေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်ပကိုးတိုင်းပေါင်းတယ်မြို့နယ်ညောင်ဒီပင်ရွာက ထွက်လာတဲ့အင်အားတရာခန့်ပါစစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖက်က10ဦးကျော်သေဆုံးပြီးလက်နက်မျိုးစုံဆယ်လက်ကျော်သိမ်းဆည်းရမိတယ်လို့ ပြီးခရိုင်တက်ရင်363 1ကသတင်းထုတ်ပြန်ပါတယ်။ဇွန်3ရက်မနေ့9နိုင်မှာတိုက်ခိုက်တာဖြစ်ပြီးစစ်သား12ဦးသေ10ဦးဒဏ်ရာရ60မီလီမီတာစိမ်ပြောင်း2လက်နဲ့ MA series တနက်10လက်အပြင်ခရိုင်တွေကပါသိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးကို PDF viewer 21လျောက်ခံပြီးခရတရင်363 1 363 1ပြီးရွှေတောင် ပောက်ခေါင်းပကဖတွေ ဘကိုးဘက်ကတရင်3831အပါဝင်ဒေတာတွင်မှရှိတဲ့တက်တွေဘူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်။ရှန်ကရင်နီဆက်ဆက်ဒေတာဖေကုံအင်းအရှိချမ်းမှာစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်နဲ့ရှမ်းတောင်ဘျူဟာတစ်တော်လိုင်းတက်တွေဇွန်2ရက်မှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီဘက်က9ဦးသေတယ်လို့ Crani People's Voice ကဖော်ပြပါတယ်။ စ်ကောင်စီနဲ့ပြည်သူစစ်တွေဘက်ကဖေကုံမြို့နယ်ကြီးပါတွေကိုလေကြောင်းကရောလက်နက်ကြီးတွေနဲ့ပါပစ်ခတ်တဲ့အတွက်ရွာသား၃ဦးသေပြီး၆ဦးဒဏ်ရာရတယ်လို့လည်းဖော်ပြပါတယ်။ဒါကြောင့်တိုက်ပွဲနေရာရောတိုက်ပွဲနဲ့နီးတဲ့နေရာတွေပါရွာသားတွေမသွားဘဲရှောင်နေကြဖို့ရှမ်းတောင်ဘျူဟာတစ်ကနှိုးဆော်ထားပါတယ်။ တန်မျိုးသားလူမျိုးရေးတပ်မတော် TNL ထိချုပ်တီသနောင်ချုံမြို့နယ်လုံဝဲကြီးရွာဘော်ကိုစစ်ကောင်စီကပြစ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးဇွန်10ရက်ညနေ9:00နာရီကျရောက်ပောက်ကွဲတာကြောင့်ရွာသားတွေထိခိုက်ဒဏ်ရာရတယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။လုံဆန်ကြီးရွာဘော်ကလည်းလက်နက်ကြီးကြီးတစ်လုံးကျရောက်ပောက်ကွဲတယ်လို့ဖော်ပြပါတယ်။ဒေသတွင်းမီဒီယာရွှေဖီမြေကတော့ဇွန်17မှာ နောင်ချိုမြို့နယ်ခုနှစ်မိုင်အကွာမှာရှိတဲ့ကံကြီးကြီးပါအထိစစ်ကောင်စီတပ်တွေရောက်ရှိနေပြီး TNL တပ်တွေက ခုခံတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ညီနောင်မမိတ်သုံးဘက်ကတင်ပိတ်ထားတဲ့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့တရား၅မိုင်ကျင်းစန်းကျွတ်နယ်စပ်ဂုံသွေးရေးဂိတ်ကို လာမယ့်ဇူလိုင်ကစပြီးအွန်လိုင်းကနေအခွန်စည်းကြမှုဆောင်ရွက်မယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။ တရုတ်မြန်မာနယ်စပ်ကိတ်မှာကုန်ကားတွေအဝင်ထွက်များလာတာကြောင့်အခုလို online စနစ်သုံးရတာလို့ညီနောင်မာမိတ်သုံးဘွဲ့အကောက်ခွန်ဌာနကပြောတယ်လို့ဖော်ပြထားပါတယ်ပကိုတိုင်းတိုင်ဦးချီဆိုင်အမှတ်440ချင်းမြန်တက်ရင်ကစစ်သားတဲ့2ဦး MA တနက်2လက်နဲ့အတူဇွန်10ရက်မှာတော်လိုင်းတပ်တွေထံခိုးလုံလာတယ်လို့ PDF အမှတ်28စစ်ဗျူဟာက သတင်းထုတ်ပြန်ပါတယ်အလားတူ မကွေးတိုင်းပေါ့မြို့နယ်အမှတ်24ကာကွယ်ရေးပစ္စည်းစစ်ရုံးကပ္ပစ24ကဒုတိယတက်ချက်တူ MA တနက်နှစ်လက်နဲ့အတူဇွန်3ရက်မှာတော်လိုင်းတပ်တွေတန်ခုံလုံလာတယ်လို့ပခုတ်ကူခရိုင်အမှတ်9တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်အဲ့ဒီတက်ချက်ကိုတောင်ဝန်ရှိသူတွေကကြိုးဆိုပြီးတနက်နှစ်လက်အတွက် စုငွေ730 ချင်းမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်နောက်ဆုံးရရှိတဲ့သတင်းတွေအရမြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီတပ်ရဲ့ခြေကုပ်စခန်းဥက္ကဋ္ဌကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေပြီလို့ရှေ့တန်းသတင်းရင်းမြစ်တွေစီကသိရပါတယ်တော်လှန်ရေးတပ်တွေဝိုင်းထားပြီးဖြစ်တဲ့ဥက္ကဋ္ဌစခန်းဟာကရင်ပြည်နယ်မြဝတီ တောင်ဘက်၄ k ကော်ဒေတာနဲ့မြဝတီအရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာတည်ရှိပါတယ်။ကရင်မျိုးသားလူမျိုးရေးတက်မတော် KNL ဥဆောင်တဲ့တော်လိုင်းတက်တွေဟာစခန်းတွေကိုဇက်တိုက်သိမ်းလာပြီး KNU တက်မဟာခုနှစ်မှာစခန်းအနည်းငယ်ပဲကျန်တော့သလိုတက်မဟာ6မှာဥက္ကဋ္ဌနဲ့ဝေါ်လီဗျူဟာအပါအဝင်စခန်း၄ခုပဲကျန်တော့တယ်လို့သိရပါတယ်ခင်ဗျာ။